ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေတဲ့ပေါ်ရာတွေအတွက်ရဲ့နိုင်ငံခြားထွက်ဖို့ကြိုးစားနေတဲ့လူငယ်တွေအတွက်ရင်ဆိုင်ကြုံတွေ့နိုင်တဲ့အခက်အခဲ၅ခုအကြောင်းကိုဒီဗီဒီယိုလေးနဲ့ပဲပြောပြပေးသွားမှာဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ဒီပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လူမှုရေးဆိုင်ရာပြဿနာတွေကြောင့် ပုံမကောင်းမွန်တဲ့အနာကတ်နဲ့အခွင့်အလမ်းတွေရရှိဖို့ပြည်ပနိုင်ငံတွေမှာလာရောက်ရှာဖွေလောက်ကိုင်းလာကြတာကိုတွေ့ရတယ်ပေါ့နော်အိမ်မက်တွေအနာကတ်တွေမျောလင့်ချက်တွေအကောင့်ထဲပေါ်ဖို့ဒီလိုနိုင်ငံခြားကိုထွက်ဖို့ပြင်ဆင်နေတဲ့ပေါ်ရာတွေလူငယ်တွေအတွက်ဒီလိုအခက်အခဲတွေမကြုံရအောင်ဒီလိုအခက်အခဲတွေကိုကျော်လွှားနိုင်အောင်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုပြုလုပ်ရခြင်းဖြစ်တယ်ပေါ့နော် အခက်ခဲနံပါတ်1ကတော့ဘာလုံးဆိုရင်တော့အလောက်ကန်ရှာဖွေမှုလုပ်ငန်းစဉ်အခက်ခဲပေါ့နော်ကိုတွားရောက်လောက်ကန်တဲ့နိုင်ငံမှာကိုယ့်ရည်ချင်တဲ့ကန့်ညီတဲ့အလောက်ခုရရှိဖို့ဆိုတော့မလွယ်ဘူးပေါ့နော်အဲဘာလို့လဲဆိုအခုလက်ရှိသူတို့ခေါ်နေတဲ့ position နဲ့အလောက်ကန်နေတာကိုယ့်ရည်ချင်တဲ့ကန့်ညီချင်မှာကန့်ညီမှာဒါပေမဲ့လေကိုကအာနိုင်ငံခြားထွက်ဖို့အရန်စိတ်အားထက်သန်နေပြီ မြန်မာနိုင်ငံကနေထွက်ရရင်ပြီးရောဆိုပြီးတော့နိုင်ငံခြားရောက်ရင်ပြီးရောနိုင်ငံခြားမှာလောက်ကင်နေရရင်ပြီးရောဆိုပြီးတော့အာလာရောက်လောက်ကင်ဖို့ဆုံးဖြတ်ကြတဲ့လူငယ်တွေအများများတယ်ပေါ့နော်အဲ့မျိုးလူငယ်တွေအများဆုံးပဲအခက်ခဲတွေအများကြီးတွေ့ရတာပေါ့နော်ကျွန်တော်ဆိုရင်မြန်မာနိုင်ငံကနေထွက်လာရရင်ပြီးရောနိုင်ငံခြားရောက်ရင်ပြီးရောกว่าဆိုပြီးတော့အဲ့လိုအာကို ကိုရီချင်းနဲ့မကိုက်ညီတဲ့အပူစီရှင်တခုကိုကိုဝင်လှုပ်တဲ့အချိန်ကအမားတွေအများကြီးတွေ့အအခက်ခဲလေအများကြီးရှိရပါတော့အဒီလိုအခက်ခဲတွေကအကိုရဲ့အလုပ်ကိုထိခိုက်သွားနိုင်တယ်ပေါ့နော်ကိုအလုပ်ထိခိုက်သွားတဲ့အချိန်ကျရင်အနောက်ဆုံးကိုပဲထိခိုက်နိုင်တယ်အကြောင်းအဒီကိုမလာခင်ကိုနဲ့ကိုရီချင်းနဲ့ကိုက်ညီတဲ့အလုပ်တခုကိုတေချာစီစစ်ရွေးချယ်ပြီးမှအချိန်ပေးပြီးအ ဆောင်ဆိုင်ပြီးတော့အဲအလုပ်လျှောက်စီချင်တာပေါ့နော်သူငယ်တွေကိုနောက်ပတ်နေ့ကတော့ငွေကြေးစီမံခန့်ခွဲမှုနဲ့ကုန်ကျစရိတ် PR တွေပေါ့နော်ကိုတွားရောက်လုပ်ကင်တဲ့နိုင်ငံမှာအဓိကဒီကုန်ကျတဲ့ဒီတွာလာစရိတ်နေထိုင်စရိတ်ပြီးတော့အစားတောက်စရိတ်တွေကိုတိကျပြင်ဆင်ပြီးမှလာစီချင်တယ် ာဘာလို့ဆိုဒီရောက်ရောက်စားမှာပေါ့နော်ဒီအစားပိုင်းမှာဟိုကိုတင်ထားတဲ့ပမာဏတဲ့ပို့ပြီးတော့ကုန်ကြသွားနိုင်တယ်ပေါ့နော်အဲပြီးတော့နိုင်ငံခြားငွေလဲနှောင်းကလည်းမတည်ငြိမ်တာကြောင့်ကိုတင်ထားတဲ့ပမာဏတဲ့ပို့ပြီးကုန်ကြသွားနိုင်တယ်ပေါ့နော်နံပါတ်3အခက်ခဲကတော့ဗာရပ်စ်ကကျွမ်းကျင်မှုပေါ့နော်ဒီနံပါတ်3တစ်ချက်အရင်အရေးကြီးပါတယ်ဘာလို့ဆိုကိုတွားရောက်လုတ်ကင်တဲ့နိုင်ငံမှာအဲ ်ဒီပါရာစကားကျွမ်းကျင်မှုတည်တည်ချာချာကျွမ်းကျင်ပြီးမှမယ်တွားရောက်လောက်ကင်စီချင်ပါတယ်ဘာလို့ဆိုရင်အာကိုကဒီပါရာစကားကိုတည်ချာမကျွမ်းကျင်ပဲနဲ့ဒီပါရာစကားအားနည်းမှုကြောင့်ဒီကိုရဲ့အလုပ်ရှင် ဖြစ်ဖြစ် ကိုရဲ့အလုပ်ပါတနာပဲဖြစ်ဖြစ်အာကိုနဲ့ဆက်ဆံလာရပြောဆိုဆက်ဆံလာရတဲ့ခွန်မှာ तू ပြောချင်တဲ့ရည်ရွယ်ချက်ဆိုလို့ရင်အတိတ်ပဲကိုကတေချာမတိပဲနဲ့ကိုကအမ် မတိပဲနဲ့လှုပ်လိုက်တဲ့အချိန်မှာအမားယွန်းတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲဒီလိုအမားယွန်းတွေကြောင့်ပဲအဲကိုအလုတ်ထုတ်ခံထိတာတို့အာပြစ်ဒဏ်ထိတာတို့အဲ့လိုမျိုးတခုခုပေါ့နော်အဲဖြစ်သွားနိုင်တယ်ပေါ့အာအမားတွေအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော် အခါကျတော့ဗာရာစကားကိုတိချာအာလည်လာပြီးမှပဲလာစီချင်ပါတယ်နှစ်ပတ်လေးအခက်ခဲရတော့ဘာလို့ဆိုရင်ဒီယဉ်ကျေးမှုကွာချက်နဲ့ ဒီအထီးချမ်းမှုပေါ့နော်ဒါအာကျွန်တော်ဆိုရင်ဗျာအဲဒီအာစင်ကာပူရောက်ပြီးတော့ဒီယဉ်ကျေးမှုနဲ့ကြီးလာတာမဟုတ်တော့ဒီနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကြီးလာတာမဟုတ်တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတွေပဲတည်ရဗျာအဲသူတို့အာနိုင်ငံမှာဆိုရင်အာအဲ့လိုပေါ်ရွေးတယ်ဆိုတာတိတ် ရှားတယ်ပေါ့နော်ဒါသူတို့ရဲ့ယဉ်ကျေးမှုဖြစ်မှာပါအဲသူတို့နိုင်ငံမှာကြီးလာတယ်လို့ဆိုရင်အဲဒါနဲ့နေဒါကြနေရလို့ဆိုရင်တိုးတက်တော့ဘာမှမဟုတ်ဗျာဒါပေမဲ့ကိုရီးယားမြန်မာနိုင်ငံမှာကြီးလာတယ်လို့ဆိုကိုတက်တော့ဒီစိတ်ထိခိုက်စရာတွေပါတယ်အဲ့လိုမျိုးတွေဖြစ်တော့ပေါ့နော်တခါတလေဘာလို့လဲဆိုသူတို့ကအဲတခုခုဆိုရင်အဲ့လိုမျိုးအအတန်ကြေပြီးပြောတတ်တယ်ပြီးရင်စိတ်မြန်လက်မြန်ပြောတတ်တယ်ပေါ့နော် ဒါသူတို့တွက်တော့ဒီဒီတမန်ပဲဗျာအာတမန်ကိုတွက်ခါကျတော့ကွာဒီရင်ချိန်မှုနဲ့ဟောတိတ်ပြီးတော့ရင်းနေမှုမရှိခါကျတော့စိတ်ထိခိုက်တယ်ပေါ့နော်စိတ်ထိခိုက်တယ်အာပြီးရင်တခုခုကိုအော်ရတော့ဘာလို့ဆိုရင် အာသူကအော်လိုက်လားဘာလားဆိုပြီးတော့ဟောအအရန်စိတ်ထိခိုက်တတ်တယ်ပေါ့နော်အာခါကျတော့ အာဒီရင်ကျေးမှုနဲ့ကိုင်ညာအံဝင်ကွင်ချပြအောင်မနေကြိုးစားယူရပါတော့ဒါခါကျတော့လေဒီကိုတွားရောက်မဲ့အာနိုင်ငံမှာလူငယ်တွေကိုမာစေချင်မာချင်တာဒီကိုတွားရောက်မဲ့နိုင်ငံရဲ့ရင်ကျေးမှုကိုအဲတေချာလေးလာပြီးမှလာစီချင်တယ်ပေါ့နော်အာအခါကျတော့အမ်ဒီရင်ကျေးမှုနဲ့ကိုနေက ဘာလို့ပြောရင်ညီဝိုင်းဆိုရင်ကိုတက်မစိန်ဝိုင်းဆိုကိုလည်းနေရထိုင်ရတာပျော်တော့ဘောနော်အာမဟုတ်ဆိုကိုကတက်မလာဒီလိုယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့အချိန်ခါကျတော့ကိုကိုထီကြံပြီးတော့အိမ်ဝဲပြန်ချင်တယ်လို့တက်မလာအိမ်ဝဲရန်ပြန်ချင်တယ်အရောက်လာဖြစ်မကြလေအိမ်ဝဲပြန်ချင်တယ်အိမ်ဝဲလွမ်းနေအိမ်ဝဲပြန်တော့မယ်ဆိုပြီးတော့အလိုမျိုးတွေဖြစ်သွားနိုင်တယ်ဘောနော်အဲခါကျတော့ ဒီဟာဒီယဉ်ကျေးမှုလေးကိုတေချာကိုတွားရောက်မဲ့နိုင်ငံမှာယဉ်ကျေးမှုလေးကိုတေချာစုံစမ်းစီချင်တယ်ပေါ့နော်စုံစမ်းပြီးမှလာစီချင်နှစ်ပတ်ငါတော့ဒီစိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ mental health တေချာပြင်ဆင်ပြီးမှလာစီချင်တယ်ပေါ့နော်နိုင်ငံခြားမှာဆိုရင်အအဆဆရရအားလုံးကိုတီးခံရတယ်ဗျာတလားဘာပဲလို့လို့တီးခံရတယ်အဲသူများပြောလဲတီးခံရတယ်ဘာလို့လဲဆိုတော့ ိုကမတိခံအောင်ဆိုရင်တို့ပြောတဲ့အတိုင်းကိုဒေါ်လာထွက်မိပြီးတော့ပြန်တုံးပြန်မိမယ်ဆိုရင်ကိုတွက်ရပါကောင်းကျိုးမှဖြစ်မလာဘူးဗျာကိုတက်ပဲထိခိုက်သွားနောက်ဆုံးကိုပဲထိခိုက်သွားနိုင်အာနောက်ဆုံးကိုပဲထိခိုက်ပြီးတော့ကိုအာအလုတ်ပြုတ်သွားနိုင်တယ်ပေါ့နော်အလုတ်ပြုတ်ပြီးတော့အလုတ်မရှိဘူးဖြစ်သွားနိုင်အဲ့ခါကျတော့အာတခုခုဆိုရင်အမ် တီးခံဖို့ပဲมา channel ဗျာအာနောက်ပိုင်းကိုအရန်ဒီနိုင်ငံနဲ့ညီတာကြွားပြီးအာအစဉ်ပြေွားပြီးဆိုရင်တော့အာဘလိုဖြစ်ကိုကိုတက်တလောက်တီးတလောက်ပြန်တုံးပြန်နိုင်ဗျာအချိန်ကြာမှာပဲအာဘရာဒါတို့ဘောရာတို့ကြိုက်တယ်လို့လာလို့တော့အချိန်ကြာဘာလို့ဆိုကျွန်တော်ဆိုရင်အာနိုင်ငံခြားရောက်ရင်ပြီးရောနိုင်ငံခြားကိုပဲလာချင်တယ်အာ နိုင်ငံခြားမြန်မာနိုင်ငံကနေထွက်ရင်ပြီးတော့ဆိုပြီးတော့ဟိုရောက်ဘလိုဖြစ်ဖြစ်လောက်နိုင်တယ်ကျူးစားမယ်အဲအရန်စိတ်အားထက်တန်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်နိုင်ငံခြားကအရန်ကြီးအထင်ကြီးတဲ့ထဲမှာပါတယ်ပေါ့နော်အရန်ထင်ကြီးထားမရောက်မရောက်တည်ခင်းတော့အာဘာဖြစ်ဖြစ်လောက်နိုင်တယ်အဲ့လိုပေါ့အဲဒီလဲရောက်ကိုထင်ထားတာအထက်ပြောင်းပြန်ကြီးဖြစ်နေဗျာတလွဲကြီးဖြစ်နေတလွဲကြီးဖြစ်နေခါကျတော့စိတ်လက်ကြီးကြားပြီးတော့အဲ့လိုမျိုးအဲဘယ်လိုပြောမလဲ အလုပ်တွေမလုပ်ရှင်မကင်ရှင်နေပါဘာဖြစ်သွားဗျာအဲ့ခါကျတော့စိတ်ဓာတ်တွေကိုတေချာပြင်ဆင်ပြီးမှလာပါအဲအရာရာတီးခံရမယ်ဆိုတော့စိတ်ကိုမွေးထားပါဘောနော်ဒီအစာပိုင်းတော့ခက်ခဲနေနောက်ပိုင်းတော့အဆင်ပြေသွားမှာပါကျွန်တော်လည်းလက်ရှိအရန်အဆင်ပြေတဲ့ထဲလည်းမပါသေးဘူးဘောနော်ရောက်လာတယ်တိတ်မကြသေးဘူးအဲဒီကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေကဒီပေါ်ရာတွေအတွက်အတုံးဝင်မဲ့အကျိုးရှိမဲ့ လို့မျော်လင့်နေပေါ့နော်အမ်ကျွန်တော်အခုမှဗီဒီယိုစာလုပ်ရတဲ့အတွက်အရန် တွေ့ကြုံရှိရတဲ့အတွက်အအမားတွေလည်းအများကြီးရှိနိုင်နေပေါ့နော်စကားတွေလည်းမာရောနိုင်နေပေါ့နော်အမ်အမ်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အဘော်ရာတွေအတွက်လူငယ်တွေအတွက်အမ်တုံးဝင်မယ်လို့ထင်နေဆိုရင်ကျွန်တော်အဲ like လေးနဲ့ share လေးလေးလုပ်ပေးကြပါအောင်လို့အဲ နောက်ဗီဒီယိုတစ်ခုမှာဒီထက်ပိုကောင်းအောင်ကြိုးစားပြီးတော့ဖန်တီးပါမယ်လို့နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်ဗျာဘိုင်ဘိုင်